ဒီနေ့ခုပေါင်းလိုက်မှတပည့်တော်ပါလဲစင်တက်စ်လေးပဲပြင်ပါနောက်အရေးကြီးဆုံးကဘာသာပြန်လုံးမှာတပည့်တော်တို့ပါမင်းင်းဆိုတာကဒါကအရေးကြီးတယ်ဒီလည်းပဲမရဥပစင်ဘာသာပြန်လို့မရဘူးသူတို့ဒီ level မှာဘာပါလဲဆိုရင်မင်းင်းဆိုတာကမကပ်ပြပြပြောတော့ဘို့ဘို့ try so work ကပြစကလုံးရွေးချယ်မှုပြောတာတည်ရေးကြည့်ပါလေခင်ဗျာ စကလုံးရွေးပို့တဲ့ဒီအောက်မှာမပါလဲဆိုဥစဉ်တော့ဗလမဆုံးပါပိုလစ်စမီတီးရမှာပိုလစ်စမီပါမယ်နောက် EDM ပါလဲဗျာနောက်တစ်ခုကပါလဲ collocation ပါမယ်နောက်စနိုနီဒိုအန်တနီပါလဲနော်ဒီ level အလုံးကိုဒီဒီအလုံးကိုချုပ်မဲ့သူ့ဘာကလဲ semitic ကိုလဲ semitic level ပဲ။နော်။ မြန်မာပြည်မှာဒီဒီ level ကိုရအောင်သိမတင်ဘူးစာအင်္ဂလိပ်စာတင်လေးကဒီဝါကြလေးပဲမှာဆုံးတော့လာပြာဘာဘာလို့စဉ်းစားလေးဝါကြလေးကိုအင်္ဂလိပ်ဘာသာပြန်နိုင်ပြီးရောအဲ့လိုလုပ်ရတယ်တကယ်ကိုပညာရေးဆန်ဆန် professional level ရောက်မှဆိုဒီဒီ level ရောက်အောင်ပါ semantic level ရောက်အောင်ပါဆိုတော့ semantic level ဆိုပါစကလုံးရွှေ့ရတာစကလုံးတစ်လုံးကိုချွတ်ချောင်းအမျိုးမျိုးကတုံးတဲ့ပြဘာသာပြန်လာပြာနော်အဲ့ဒါလေးတော်တော်အရေးကြီးပါတယ်ဗျာနော် စကလုံးကြီးလာတော်တော်ဘာသာပြန်လုပ်ရမှာတော်တော်လေးအရေးပါပါတယ်ခင်ဗျာဒီစမတိအောက်မှာစမတိဆိုတာဘာဦးစင်ပါလေရဘယ်မှာဆုံးပါလဲစမတိလိလလေးခါမှာနံပါတ်1ပိုလီစမီအမေလေးကပါလေ EDN တရမယ်နောက်တစ်ခါပါလေ collocation တရမယ်နောက်တစ်ခါ synonymy တော့ antonymy တရမယ်ဒါလည်းမသိဘဲနဲ့ဘာသာပြန်လုပ်လို့ဆိုတာတော်တော်ခဲနေမယ်ခင်ဗျာနော်ဒီပိုလီစမီဆိုတဲ့မျိုးပြောလေဟိုဒီနေ့ကဦးစင်တို့ကို you try so what ဘလောက်တည်းအရေးကြီးဆိုသူဒီနေ့တပြည့်တော့ပြောတယ်ဒီဟိုငလျင်ဘဟုတို့တပြည့်တော့ပါတာပြန်ပြတယ်လေငလျင်ဘဟုဆိုဘလောက်ကုန်လဲမထရဝါဒရေးဘဟုထရဝါဒရေးဘဟုအချက်ချာပေါ့သူမဟုတ်ပါလေမုံတိုင်းဘဟုဆိုပြည့်တော့ပြန်တော့လေဘဟုအချက်ချာဒီဘဟုတွေပဲငလျင်ဆိုတော့ငလျင်ဘဟုပါလေပြည့်တော့ပါလေ epicenter ကျရဝလိုက်ဘိုစင်တာ the center of ကျရဝလိုက်ဘိုစင်ပေါ်စရာမုန်တိုင်းဘိုဆိုမုန်တိုင်းဘိုအိုင်အိုင် the eye of the storm တုံးမှာဘို ဒီဘို့စာလုံးကိုနောက်က context ချိတ်ထားလိုက်ဒီ context ကို level up ပြောင်းသွားလာဒီပြေကဟိုငလျင်းဆိုတော့ငလျင်းပုံကြတော့ epicenter C E N T I center epic မြောက်မှာရှိတာ epicenter of the earthquake တုံးမှာပေါ့ဒီစာလုံးပဲနော် Theravada ရဲ့ဘို့အချက်ချက်ဖြစ်တည်ပကိုင်းဟာပကိုင်း is the center of Theravada Buddhism အဲ့မှာပါလေဒီစရိယာမှာဘို့ကပါလေ center တုံးပဲမုန်တိုင်းဘို့ဆိုမုန်တိုင်းဘို့ကမြေပုမှာပါအင်တာနက်ပေါ်ဒါမျိုးမုန်တိုင်းလေပြကလေးမှာပါလေ ဂျီဖရက်ရှင်လေပြရလေးရောက်ဝင်ရှိမှာပေါ့ပုံစံကပါလေမျက်စိပုံစံဖြစ်နေတာအဲ့ဒါကြောင့်ပတ်သက်ပြလေကမုန်တိုင်းဘိုးကပါလေ the eye of the storm လို့သုံးပါ storm storm ဆိုမုန်တိုင်းပြောတာဒီစာလုံးကဘိုးစစာလုံးကိုပြောင်းတာပေါင်းတာအတူတူပဲမြန်မာလိုတော်တော်လေးစကားလုံး twist လေးခါပါလေမတူဘူးဘာကြောင့်လဲ context ကိုလို့ငလျင်ဆိုတာအကြောင်းရတယ်မုန်တိုင်းဆိုတဲ့အကြောင်းမတူဘူးအဲ့ဒါကြောင့်ဘာသာပြလေကပါဒီလို context ကိုသိရမယ် context မသိရပြန်မားတယ်ပြောတာဟိုမှာဖျားဝင်ပေါ့ဟိုတည်းပြောတာ present of the pagoda PRECIN City စပကရဘုံပြောတာတက္ကသိုလ်ဆိုပါလေ Campus of the University တက္ကသိုလ်ဝင်ပေါ Campus အင်းဆိုပါလေ Compound of the House ဝင်ကိုပြောတာပြပြရနိုင်ငံဆိုပါလေ Territory of the Country နိုင်ငံရေးနေပြပိုင်နာပေါ်တယ်ပြတော့မှာပေါ့ဒီစာလုံးပဲပြင်တာတက္ကကတပါကြီးထုတ်ဒီပေါ်ပြတပြလို့ပြင်လေချေကိုတော့လေဆိုပါလေ I want on a voyage into the sea တော့မှာပေါ့ တပည့်တော်မလေးမြန်မာပြည်ဖက်ပစ်ခီးတော်လည်းပါရဲ့ I want only journey through Burma ရေးမှာပေါ့ခီးကိုပြောလာပြီနော်တခါတခါတပည့်တော်နေပြည်တော်နေရာခီးတော်တည် I I make a trip two day trip to နေပြည်တော်တော့မှာပေါ့ a trip ပြတော်ရင်တခါတခါ journey တော့တခါတခါ voyage တော့မှာပေါ့ဒီခီးကိုပြတော့လာနောက်ကချစ်ချလေး contest မတူလို့ပြောင်းသွားတဲ့စကားလုံးဝရတယ်အဲ့ဒါပါကလေးပြတော် trust award အဲ့လို trust award လုပ်လိုက်ပေါ့အတွက်ဆိုရင် number 1ပါလေ policy မတီးရမယ် ပိုလိစမင်းဆိုပါလေစာလုံးတစ်လုံးကအလေးပဲအများကြီးဖြစ်တော့တယ်ခင်ဗျာဒါပေမဲ့ဟိုတနေ့ကပြောတော့ပါလေအဲ့ဒါကြတော့ဥစဉ် dictionary habit တို့လေစာဖတ်များဖို့လိုပါလေစာလုံးတစ်လုံးကိုအလေးပဲအများကြီးမသိဘူးနဲ့ဥစဉ်တော့ဒါ trust ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးပေါ့နော်ဥပမာဒီနေ့တပည့်တို့ပြော SAT set အင်္ဂလိပ်စာမှာတော့အလေးပဲများလဲစာလုံး set ဆိုဥစဉ်ကအလေးပဲပြန်မျိုးသိတယ်ပိုလိစမင်းအဲ့ဒါပြောတာ set ဆိုတာကတားမြန်ဆိုပါလေတားမြန်ချထားတာပေါ့ဒါပေမဲ့ I set the book on the table ပေါ့ဘယ်မှာစာကိုချထားလိုက်တယ်ပေါ့ဒါကတော့ set ကပါလေ situation situation situated. Our our house is set. Our our house is located or situated, brother. Now in a in a patch or land for it. You want to come to see the Or the middle of Muha, maybe my city Our town is set on the bank of the river. Set to that, by located or situated, brother. Standing, brother. See the report, said. Now, second. <coughs> ကားကဘာရုပ်ချိန်ကားလေပါဘာလို့ပါလဲ Zack in pretty set this movie is set in memyo movie ဆိုရုပ်ချိန်ကားဒီရုပ်ချိန်ကားကို memyo မှာ Zack in ဖွင့်တယ်ပေါ့ memyo မှာရိုက်တယ်ပေါ့ဗျာရိုက်ခုတယ်ပေါ့ this movie is set in memyo ပြောလို့ရတာပဲတကားတကား set ပါလေပုံတေပုံတေတက်မှတ်တာပေါ့ဗျာတက်မှတ်လာပြောတာပါ fix ထားတာပေါ့ i set a date for the appointment appointment လုပ်ဖို့တော့ပါလေဒိတ်ကိုသတ်မှတ်ထားလိုက်ပေါ့ဗျာ i set a day for the appointment with my friend ပေါ့နော် with my partner ပေါ့စသဖြင့်ပေါ့နော်သတ်မှတ်ထားတာ set ကတခါတခါပါလေနောက်တော့အပြင်ဒါပြင်ဆင်တာပေါ့ prepare လုပ်တာပေါ့စပွေးတွေပါလေဥမာညက်လေးစားစပွေးတွေခင်းနေပေါ့ဟင်းပွေးတွေငါးပွေးတွေပေါ့ i set the table for the guest အဲ့ဒီအတွက်ပါလေစပွေးတွေခင်းလိုက်တာပေါ့ my mother is setting the table for dinner ညနေစာစာပေါ်တော့စပွေးတွေအင်းလေငားတွေကိုပြုပြင်တာ prepare prepare လုပ်နေတာပေါ့ပြာ set ပေါ်နော်တခါတခါ set ကပါလေတိုက်တီတိုက်တီဆိုတာကတပည့်လက်ပက်နိုင်တယ်ပါလေပါအရှင်တိုက်တာပေါ့ပြာတပည့်လက်ပက်နိုင်ရောပါလေ BBC နဲ့တိုက်ချလေပေါ့အရှင်မန် I set my watch on the BBC I set the alarm for 7 o'clock ပါလေခဏလိုက်ကိုတပည့်တော့အလားပေးချလေပေါ့ အတန်ပြောင်းဆိုပြီးတော့ I I set the alarm for 7 o'clock ကနလိုက်ကိုတန်ပတ်ပေးထားတယ်ပေါ့ဗျာ for တော့မယ် for 7 o'clock for 9 o'clock ပေါ့ I set the alarm for 9 o'clock တက်ရတယ်เนาะအရှင်တိုက်တော့ရင်ပါလေ I set the I set my watch on the BBC on the view ပေါ့ပိုင်းတော့မှာပေါ့เนาะအရှင်တိုက်တာပဲတခါတခါ set ကပါလေမရလေစံယတနာယတနာလက်ကိုချလာပေါ့ဗျာ ဒါပေမဲ့ lesson ကိုစိတ်နဲ့ကွက်ထားတယ်ဗျာ my ring is set with diamond my ring is set with my ruby ပထမနဲ့ကွက်ထားတယ်ဗောဒီနာပစ္စည်းနဲ့ကွက်မြတ်ထားလား decoration လုပ်ထားလားအဲ set သုံးပါတယ်ဗျာစသည်အဖြစ်ဗောဗျာနားလည်ရှိပါလေ set ကတော့ဒီအင်္ဂလိပ်စာမှာအမိတဲ့အချိန်မှာအလိပ်အများဆုံးပဲဟိုဆရာကြီးဦးတက်တိုးပြောတာအလိပ်120ကျော်ပြော120ကျော်ကြီးခရီးရတယ် phrase ဘာမှပါသေးဘူးเออซะได้ไปပြောล่ะนอกจากเฟรซเดฟันหมดแล้วเซตเอาท์ก็เซตเอาท์ก็บายมาบาดิบเซตพอบายมาบาดิบเปีย ို့အဓိပ္ပာယ်တစ်ခုတည်းအဓိပ္ပာယ်တရားနည်းနဲ့ဆက်ကြည့်ပြောတယ်အဓိပ္ပာယ်အများဆုံးအင်္ဂလိပ်စာမှာ policy အဖြစ်ဆုံးစာလုံးအဲ့ဒါပဲဆိုတော့စာလုံးတလုံးကိုအဲ့လောက်ကြည့်တရားမယ်နောက်ရှိသေးတဲ့ဆက်ကရှိပါသေးတယ်ဆက်ကနော်တခါတည်းနေဝင်တည်မြောက်ဘူးလား the sun sets in the west နေဝင်တော့တည်မြောက်ဘူးလားဗျာရတော့ဆက်ပါပဲရပါတယ်နော်နောက်နောက်ပရှင်ပအရှင်တခုကိုတက်မဲ့တာ i set the i set the time for the class အဲ့တော့ဒီဒီနေ့ကတော့ခဏနိုင်မှာဘူးဟိုလေ့နိုင်ပြအားမစပါလေ i i i set the class နော် နော် I set the time for the class စတဲ့အပြင်ပေါ့အဲ့တော့ဘလောက်ပါပေါ့စတဲ့အပြင်ပေါ့နော်အရှင်တခုကိုတင်မဲ့လိုက်ကလည်း7ပြတ်တော့ပါလေစတဲ့အပြင်ပေါ့နော်သူက Zai in ဖွဲတာရုတ်ချင်ဒါရုတ်ချင်အတုံးလုံးပါတကြံဘိုးစေမန်လေးမှာ Zai in ဖွဲတာဒါတကြံဘိုး is set in Manila ဘောဒါဒီ police mentee တွေကဦးစင်းအင်္ဂလိပ်စာကြီးကတားလို့တော့ရပြာအ police mentee ဖို့လို့ပါတယ်ပြတော်ဥမာအပြင် deliver salon ကဦးစင်းတို့ခဏခဏဘာသာရေးမှာတော့ deliver ဦးစင်းတို့နဲ့ဘာသာရေးမှာပါတယ် deliver ဗျာ ။တရားဟောတာပေါ့အဲဟိုမှာ the buddha deliver dhamma chakka patna sutta dhamma sacca ကိုဟောဒီပေါ့ preach ကိုပြောတာဟုတ်ဒီနော် preach တော့ expound လို့ပြောတာပေါ့ deliver နောက်တစ်ခုဒီ deliver ပါရင်အပူပူပေးတာပေါ့ဗျာပစ္စည်းတွေပို့တာ deliver ပို့တယ်ပေါ့စာပို့လို့လည်းကဟိုဟာစာတော့ပို့တာပေါ့ the postman deliver the letter to my house ပေါ့ deliver ပဲနောက်တစ်ခုဒီပြောအောင် deliver တခါတခါဘောလုံးကိုတွေပါကိုသွင်းတာ ရိုနယ်ဒိုပေါ့ဗျာခရစ္စတိုရိုနယ်ဒို deliver the ball into the goal ဂူသွန်းလိုက်တာပေါ့ကိုယ်တိုင်ကျကို deliver ပါပဲအဲဒါကလေးမှုသည်ကလေးမှုက deliver ပဲ delivery room ဆိုရဘူးလားစေုံမှာကလေးမှုတဲ့အခန့်ပြောတာ delivery room ကလေးမှုသည်ပဲတခါတခါတန်တရားလွတ်မြောက်တော့သည်တပည့်တော်ဘာသာပြန်ဟောမှလဲဝိမု ക്തി နေဗျာ deliver deliverance no i am deliver from the sensor လွတ်မြောက်တော့သည်ကေစေသည်လွတ်မြောက်သည်တပည့်ဗျာ deliver ဆိုတော့เนาะ deliverance ကပါလေဝိမု ക്തി ပြောပါလိတော့ ဟိုဒီနေ့ကဘာသာပြန်စစ်ကြဝိမုတ်တိ mike deliverance စစ်ကပြိတ္တာမရှိဘူးလွတ်မြောက်တော့လားပညာဝိမုတ်တိဆိုပါလေ wisdom deliverance ဆုံးတာတော့လွတ်မြောက်တော့လား deliverance ကလေးမွေးတာလေ deliver ပါပဲဒါ passive တော့မှာမြတ်ပါလေဟိုမှာတပည့်ချီပေါ့သူကလေးမွေးတယ်ပေါ့ she was deliver deliver off နော် a baby သူကလေးကြောက်ပေါ်ထားတယ်ပေါ့ deliver ပေါ့ i am deliver tapi belum dah. Pada sengsara, dan dia lalu dua di jeliba. Dan pada itu nama jeliba. Sekarang kan jeliba sebalik, mungkin sekarang jauh di miabla. I speech at meeting. I deliver my lecture to my student. lah miabla biar. ya biar. Ini boleh miabla biar. Lecture pucah dah. Papa grammar, tapi dalam itu pucah ni dia, belum Our professor is delivering a lecture on English grammar. ပို့ချပြီတခါတခါတရားဟောတာဆရာတော်ကြီးကတောက်တဲ့ဆရာတော်ကြီးကတရားတပိုးဟောနေတယ်ဆိုပါ the presiding monk the presiding တောက်တဲ့ဆရာတော်ကလည်း presiding monk the presiding ဆရာတော်သုံးလို့ရပါတယ် is delivering a dharma to the audience သုံးလို့ရပါရတာပဲတရားဟောတာ lecture ပို့ချတာဟုတ်တယ်မိခွန်းစကားပြောနေသည်ဝန်ကြီးက the minister is delivering a speech at the meeting board ဟုတ်တယ်နော်မိကိုစကားပြောတာလို့ပို့ချတာလို့တရားဟောတာလို့ဒါလည်းပဲတူတူပါပဲအဲဒီလိုပါသုံးလိုက်မယ်တပည့်တော် တခါတည်းနေရာတစ်ခုကနောက်တင်ရပြေးပို့တာပါလေဒလီဗာပေါ့ကုနာဘောလုံးကန်တာတော့ကုနာပစ္စည်းတော့ပို့တာတော့ဒလီဗာပါပဲခလေးပွေးတွေဟိုဘွားတစ်ခုကနောက်ဘွားတစ်ခုရောက်တော့ဒလီဗာပါပဲတန်တရားလွဲမြောက်တဲ့ KCC ကတင်တာဒလီဗာသုံးပါလေ deliverance ဥစားပါလေဝိမုတ်တိပါတာကန်တာဒါပေမဲ့ဟိုတနေ့ကပါတာပြန်လာပါလားစစ်ကြဝိမုတ်တိညာနာဝိမုတ်တိတွေပါရင်ပါတယ်ခင်ဗျာ deliverance ပဲနော်ဆိုတော့ကပါတာပြန်တော့ပို့ဆိုဦးဇင်းပိုလိစမီမြတ်မြတ်တိတွေကစကလုံး Christ တွေကမှာတော်တော်လွယ်လာပါခင်ဗျာ နော်ဥမာပြအလွယ်ဆုံးစာလုံးတပည့်တော်ပြပြမယ်ဒီပရိသမီမှာတီယိုတူပစ်စနာမယ်ပြောနေတယ်သူရပရိသမီနော်သူသူဆက်တယ်ဘယ်လိုခလောက်နေဦးစတိလဲဒါအလွယ်ဆုံးစာလုံးဖက်တူတီယိုတူနော်တော့ပေါ့ဗျာ I I go to school တပည့်တော်ကြောင်းတော့လေပေါ့ပြောတယ်ကြောင်းတော့လေပေါ့ဟုတ်ပြီတခါတခါ it is 5 to 8ပေါ်မှာပြောတယ် it is အရှင်ကလာ85 to 8ပါလေချစ်နိုင်တို့ဖို့ငါပြင်းလို့လေပေါ့ it is 5 to 8 5 minutes to 8 8ကိုပြော8 pm ပြောတာပါအဲ့လိုက်ပါတော့ချစ်နိုင်တို့ဖို့7 minutes လို့လေပေါ့ it is 10 to 8တာမှာပေါ့တူဆိုပါလေလူသေးတယ်မပြည့်သေးဘူးပြောတာအင်္ဂလိပ်လိုပါလေ short off short off ပြောတာလူသေးတယ်မပြည့်သေးဘူးဟုတ်မချစ်နိုင်တို့ဖို့ဘယ်လောက်လဲ7 7 minutes လို့သေးတယ် it is by 10 to 8 8 pm dollar it is it is a quarter to 8 singapore dollar မိနစ်20ဆိုရင်ပါလေ it is 20 to 8လာမဟုတ်သူကပါလေလိုသေးတယ်ပြောတာအဲ့လိုလို short off အသက်70ပြဖို့ဆေးရကြတော့ကသူဆုံးတော့တယ်လေဟိုမှာဥချွေးစားအောင်ပေါ့သူကြကြပွဲပြမယ်ရေကုန်တော့တော့ဒါပေမဲ့အသက်70ပြခါနေဆေးရလို့မှဆုံးတော့ပြီဆရာကြီးဥချွေးစားအောင်ဒါ10 days to the age of 80 years အဲသုံးကြတယ်ဥလာတောင်ကြီးတော်လေးဆောင်းပါဘောပဲပူနေနော်ဆရာကြီးဥချွေးစံအောင် die pass away 10 days to the age of 80 years စစ်ဘာလဲအသက်ချစ်စစ်မဖြစ်မဆေးရအလိုမှာသုံးတော့တယ်ဆိုတော့အတူရပါလေ short out မဖြစ်သေးဘူးဆိုတော့ဒီပြရတယ်နော်လူသေးတယ်ပေါ့အဲ့လိုပြောတူကနော်နောက်တူကဒီနေ့တော့ဒါလူသေးသည်အဲ့လိုမတူကမရှိုင်းနာ is located to the north of myanmar ဘာပြောလဲပြတရုတ်နိုင်ငံကမြန်မာပြည်ပါလေ to the north of myanmar ဆိုမြန်မာပြည် မြောက်ဘက်မှာချင်းနေသည်လက်တူကပါလေမာမာပြေမြောက်ဘက်မှာချင်းနေသည်သူကပါဒီမှာသူဒီမှာစေပါလေလူသိသည်သူကလေးပဲ China is located to the north of Myanmar တော့တပည့်တော်အင်ဒီတပည့်တော်တောင်းရင်ပါလေမြောက်ဘက်မှာချင်းသည်ဘယ်လိုပြောလဲ My house is located to the north of my university ပြောမှာပေါ့အဲ့မှာ distance ပိုင်းချိရရလေနှစ်မိုင်အကောင်မှာရှိသည်မြောက်ဘက်နှစ်မိုင်အကောင်မှာရှိသည်ဆိုပါ distance ခရိယာရှိမှသူရှိမှထင်ပေါ့ my house is situated 2 miles to the north of my my university ပြောရရဘူးတကောဟာရန်ကုန်မြို့ရဲ့မြောက်ဘက်မိုင်ငါးဆင့်မှာရှိသည်တကော is situated or located 50 miles to the north of yangon အဲ့လိုပြောလို့မရဘူးလားနောက်တော့ direction ပြောလိုက်ကကျူတုံးနေပြဘယ်မှာတော့အနိုင်ခံပါလားပေါ့နိုင်ချင်တာပေါ့ရန်ကုန်မြို့ရဲ့မြန်မာပြည်ရေးဆိုတာနိုင်ခံပါလိုက်ကသူဖြစ်မယ်အနိုင်ခံပါအင်ဖြစ်မယ်တရုတ်ဒီမြောက်ဘက်မှာရှိသည် China is located in the north အင်ဖြစ်မှာ တားချင်းရှိပါအိမ်သားမျိုးတော်တော်အနှိုက်ကန်ပါလိုက်ကဘသူရဲ့နောက်ဖက်မှာဘသူတောင်မှာအနှိုက်ကန်ပါလိုက်ကပါလေသူပြတော်မင်းချစ်တဲ့ not all ရန်ကုန်ချစ်တဲ့ not all မန္တလေးချစ်တဲ့ not all မြန်မာအနှိုက်ကန်ပါလိုက်ကအိမ်ကပါလေသူပြတော်လေဗျာဟုတ်ပြီနော်သူပြုလို့စမင်းပြောပြတာပါဟုတ် အမေရိကန်1ဒေါ်လာမှာမြန်မာကျပ်ငွေတရာရှိသည့်ချလိုက်ပါလို့ဗျာ there are 100 chats to a us dollar ဘာပဲသူပြတာအိမ်မတော့သူပဲတုံးပဲသူစား equal to ပြောတာ equal to ဆိုတာ equivalent to ပြောတာခုဒေါ်လာဘာမဝေး9000တိကျွေး၄ဆောင်၅လောက်ရှိတယ်နော် there there are that so 4500 chat to a us dollar ဘာလို့ပြောမလဲသူပဲတုံးအိမ်မတော့ဘူးနော်သူတုံးမယ်နော်သူဆိုတာ equal to ပြောတာသူကပြောတာနော်

ကျွန်တော်ဒီနေ့ချိန်မပေါဘူးကျွန်တော်စိတ်ပြတ်သွားတယ်ကျွန်မ disappointment ကျွန်မ dismay ကျွန်မ despair နော် I did not win my lottery prize today ဘာတရားမပေါ်တော့ချိန်မပေါဘူးအမေကလည်းဒီနေ့တပည့်တော်ချိန်ပေါတာပါလေဘယ်ကနေထောင်တာဒီဘတော့ဟုတ်လဲအခုထမ်းမြောင်ထုတ်ပေးတာပဲနော်ပြောပြတာပါအတိအတိပဲပြောင်းတော့ပြောတာပါအတိပဲပြောင်းတော့တယ်ကိုလေးစမေးရတာပြောတာပဲဟာတခါတော့သူကပါလေ from လေးပဲရတယ်တင်းဝရန်ကုန်မြို့မှာကျုပ်စသည်ဘယ်လိုပြောလဲ you are welcome to yangon ပဲ နော် you are welcome to Myanmar ပဲအဲ့မှာသူကပါလေ from Myanmar ပြောလာ you are welcome from Myanmar မတုံးမပြောဘူးလား you are welcome to Yangon ဟုတ်တယ် you are welcome to Myanmar ပဲနော်မှားပြောလာအဲ့မှာသူကမှားပြောတော့လေဗျာအတူကိုဦးစင်းတိတာတိုးပစ်တိတယ်လေတခါတခါဘာလေးပြရလဲနော် welcome to Yangon welcome to Myanmar အဲ့လိုတုံးမပြောဗျာ welcome from မရှိဘူးလေဗျာအဲ့မှာ welcome ပါလေ3ရမဟုတ်ဘူး adjective အဲ့လား ကရိယာဆိုလို့မလိုဘူးလေဗျာ I welcome you ဆိုပြီးပြီလေဗျာကရိယာနဲ့တုံးတာလေ I welcome you ဗျာ subject verb object I welcome you အင်္ဂါ subject welcome verb you got an object ဒီမှာပြောတဲ့ welcome to ဆို adjective you are welcome to Myanmar ဒီမှာ body ပါတယ်ဟုတ်တယ်နော် you are welcome to Myanmar အဲ့မှာ to က from လေးပြရတယ်ဆိုတော့စာလုံးတုံးရဲ့ police မင်းနားရပြီစနော်ဟုတ်ပြီနော်အဲ့လိုမှာစကလုံး try ဆိုလေးကလွယ်မှာဗျာမဟုတ်စကလုံးအခက်ကြီးတော့ပြစနေအောင်ပါဟုတ်တယ်နော် ဒါမတိစကလုံးချက်တစ်စကလုံးစဉ်းစားမှာဦးစင်လို့နော်အင်္ဂလိပ်စာရေးတဲ့အချိန်မှာလူလေးကူကူတိတိမမေရေးပေါ်ရေးကြည့်တယ်မလို့မလို့အပေဟော high flow တွေပါမတုံးနေတရားဟာလားသူမကောင်းဘူးနော်လူလေးကူကူချက်ချင်းလင်းနေရေးပေါ်ကောင်းအင်္ဂလိပ်စာနော်ဒါတည်းပိုလစ်မီကနာဗျာတခါတခါပိုလစ်မီပြီးတော့ဒုရီယာရေးပါအီဒီယန်အီဒီယန်တိတိကတပည့်တော်ပါလေ native speaker တွေရေးပါလေအတွေ့အခေါ်ပေါ့ဘလို့တွေးလေပေါ့တွေးခါချတွေးပါ language ကာရှာပါလေဟုတ်ပါလေဖြစ်တယ်ဗျာ language လေးတိုင်းသူရဲ့ culture တွေသူရဲ့ custom သူရဲ့ think way of thinking တွေလေးလာမှာသူတို့ဘယ်လိုတွေးလဲဒီစကားလုံးကိုဘယ်လိုရွေးချယ်သွားလဲဘာကြောင့်ဒီစကားလုံးဒီနေရာဘာကြောင့်အဲ့လိုပြောလဲတပည့်တွေဆိုဘယ်လိုရွေးမလဲသူတို့ဆိုဘယ်လိုရွေးချယ်မလဲအဲ့ဒါ compare လုပ်ရအင်္ဂလိပ်လိုမျိုးစပါမာသုံးသုံးပါလေတပည့်တွေဆိုတော့ဘယ်ဘယ်သုံးသုံးပဲဘာကြောင့်အဲ့လိုတို့ရွေးလဲဆိုစဉ်းစားမယ်အဲစဉ်းစားပဲများတဲ့အခါတပည့်တွေတွေ့လာလေပဲအင်္ဂလိပ်တွေ့သူအဖြစ်ဖြစ်သွားမယ်သူတို့နဲ့တွေ့သူမှာစကားလုံး try တော့လေကစကားလုံးလေးတူလာမယ်ခင်ဗျာအဲ့ဒါ idiom လေးတိပလို့ပါလေတိုင်းနိုင်ပြီ idiom ဆိုတာဒါဥပဇင်တိပါလေ peculiar expression to a language တူပြောလာပြီ brother martin မှာဘာသာစကားတကူရဲ့ထူချောသောတိချအတုံးလုံးပြောလာပြားအချို့ idiom တွေကပါလေအဓိပ္ပာယ်ကိုဘာသာချက်ချက်ဖွင့်လို့လေဒါမြင်ချင်းမှုနောက်ခံပါလေပါပါလေဆရာဟိုတနေ့တပည့်တော်ပြောပါလေ idiom အကြောင်းကိုချင်းပြတာပဲ idiom တိမဒီလူမျိုးရဲ့ယဉ်ကျေးမှုဘာညာပေါ့တမိုင်းနောက်ခံတယ်တိကြပြားတယ်လို့တချို့နေရာမှာဥပမာပြန်ဒီဥစဉ်တောက်မှာပါ with flying colors ဒီ idiom တောက်မှာတင်ပါလေဘာပြောလဲ with flying colors

I don't know. We are necessary to pass with flying colors in the VA final examination so that you can get admission to the master class. I don't know. Flying colors, about it. အမေရိကန်တော့ဘုံထူးများရအောင်မပြောတာပါအောင်ပွေများလေပေါ့သူတို့ကသူတပိုင်းလက်ခံပါရှိတယ်ဆိုဟိုဗီဒီချာခေတုံးခေတုံးကချစ်ချစ်တုံးကပင်နေချင်းမှာစစ်ပွေဖြစ်ကြတာစစ်ဖြစ်တဲ့ခါမှာပါလေအောင်မြင်တဲ့တင်ဘောတွေရပါလေသူနိုင်ငံကိုပြန်သွဲလိုက်ခါမှာပါလေရောင်စုအလန်လေးတင်ထားတယ်ခလား ရောက်တို့တက်ဖို့ပါပါလေရောင်စိုးအလန်လေးပေါ့ဗျာတက်တက်လေးတင်ပြီးညားလေ a fine colors ပေါ့ color လေးပဲပါလေ very small flag ပြောလိုက်ဗျာအဲ့ဒီနောက်ကလာလာနောက်ပိုင်းမှာ flying color ဆိုပါလေအောင်မြင်တယ်ဘုံသူအများကြီးနဲ့အောင်တယ် with flying colors i passed the examination with flying colors လေးပဲပါလေ with many distinction ပြောလာပြီးနောက်ကတမိုင်းပြောလာအဲ့လိုဆိုတော့သူတို့သူတို့တမိုင်းကြောင့်ပေါ့ဗျာသူတို့ရဲ့အတွေ့ပေါ့ဗျာသူတို့ဘယ်လိုတွေ့ရစေမှန်လို့ရတယ်ဥပမာဟိုဒီနေ့တပည့်လို့ပြောလား don't beat about the bush in the way don't beat about the bush ka sambo go about the colonial dinya to myai ba le pyo da so la a la musu ko lo nga colonial khe ma american ma so to lo ho po to ja le po pya musu lo ne te mo chang pya le yong le ba le mele ka na ka pye lai da po sambo thi won pye to le ka ba le pe ne ya ma si me ma ti bu le a la sambo lo ne ho yai di ya yai da don't beat about the bush ka everyone yong a thwa da le a la ya so la တပည့်တော့ direct ယုံမမြင်ရဘူးလေပြောင်းတွေ့ပြီးတော့ယုံထွက်လာအောင်ဆိုပြီးတော့ကိုနေရကျွန်တော်တောက်ရိုက်တာအဲ့ don't bitch about that ဘွေးစာလုံးထွက်လာတာဘာဖြစ်လို့ပြောင်းတော့ပါလဲစကားကိုတွေ့ဝိုင်းမပြောနဲ့ don't bitch about the bush is it about bitching the bush ကပါပြောလေသူစကားကိုတွေ့ဝိုင်းပြောင်းလေ please come over to the point သူပါပြောလေ please come over to the point ပါလေစကားကိုဒီလိုပြောပါ don't bitch about the bush ကတော့ around the bush ရ AROYN around ရပါလေအပေါင်းညမှာ around the bush ရပါလေ don't is bitching around the bush is bitching about the bush ရပါလေ သူကစကားကိုသူကိုပြက်ပြီးပြောနေတာဒါရင်ကျစ်ဖို့လောက်ခံပြောလာပြတကတကဒီဆာလုံးချပဲဦးစင်းကြောင်းပါပါအိဒီယန်ရေဘောနော် under the weather ဘယ်လိုဟိုတနေ့ကမပြောပါ weather under the weather ပါပြောလာအိဒီယန်ပဲ weather ဆရာတူတူဟုတ်ပါလေ i am under the weather today ဆိုပါဒီနေ့တပည့်တော်မေးမတာပြင်းနေဟုတ်တယ်ဦးစင်းမှန်ပါလေ i am ill ဘောနော် feel i physic ပေါ်စားတဲ့အတူဘောနော်နေပေါင်းဖြစ်တာ ဘာလို့ဆိုတော့တပြည့်ချင်းတယ်သူတို့ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့စနဘာ American Indian ပေါ်ပြတာ American တောင်ပိုင်းပေါ်ပြ Equator လိမ့်ပါတယ် Florida တို့ Texas တို့ Carolina တို့ပါညာပေါ့ New New Mexico တို့ပါညာ Equator လိမ့်နေတဲ့ခါမှာတော်တော်ပူတယ်ဗျာပူတဲ့ခါသူကရာသီဥတုရေးဒီ oppression ပေါ်ပြခံစားရတယ်တဲ့ another oppression of the weather ပေါ့ရာသီဥတုပူတဲ့ခါသူတို့ကပါလေရေတောက်ရတယ်အနားယူရတယ်တုံလောက်လောက် အဲ့ဒါကြောင့်မင်းအနာရဖို့လိုပြီးတခုစားဖို့လိုလေနေကောင်ဖြစ်နေမိမတာဖြစ်နေပြီသုံးလုံးဒီသုံးပေါ်လာပြာ I am another weather ဆိုတပည့်တော်မိမတာဖြစ်နေအနာယူခြင်းတွေပေါ့တခုခုစားခြင်းတွေပေါ့လာပြောတာဒီဘုရားပြောနေကောင်ဖြစ်နေပေါ့ဟို disease ဖြစ်တာလေယောဂဖြစ်တာမဟုတ်ဘူးနော်မိမတာလေးဖြစ်တာပြာ I am another weather today ပြောတာဒီနေ့တော့နေနေနေကောင်ဖြစ်နေကောင်ကိုက်တယ်လို့ပေါ့နှာဆက်တယ်လို့ဖြစ်နေပေါ့လာပြောတာတတိယရာသီဥတုအခြေအနေလိုက်ပြီးပေါ်လာပြာလာ GPT ရာက Indian တိုင်းကတော့တော်တော်ကောင်းရှိနေပြာ ။ဥပမာအပြင်ဒီဆာလုံးဦးစင်းတိမတင်ပါလေ။ Sheep ကတူ Black Sheep ကြောက်လာက။အဲ့နဲ့အောင်သူစပါပြောလေ။ဘာပြောလဲပဲ ADN ။ Is a black sheep ဒီပါပြောလေ။ Is a black sheep in our family ဘာပြောလဲ။အဲ့နဲ့အောင်သူစပါပြောလေ။ဘာတဲ့တချင်ရှိပါလေ။တုံးမေးပါလေ။ဆရာကျောင်းတုံးမေးပါရရှိပါ။တုံးမေးဆိုလား။ဟောပေါ့ဗျာ။မင်းသားစုတူမအဖို့စစ်တခုကဂုံတိတ်ခထိခိုက်အောင်လို့ပုဂ္ဂိုလ်ပြောတာ။ He said, some people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 , okay. He said, black sheep in our family, in our university. တကယ်တော့တိကကြောင်တို့နာသူပဲမိသားစုကိုတိကကိုအချက်ခွဲတာသူပဲ is a black sheep in our family အပြောလေရ he try to bring down the prestige or the image of the family family image ကို bring down ဖြစ်အောင်တို့နာပေါ့ကြားဆင်းအောင်တို့နာပေါ့ဗျာအဲ့ဒါ black sheep သူက background ဘယ်လိုလဲဆိုတော့သူ့ဆိုတာအဖြစ်အောင်ဦးစင်းမြောက်တော့ပြောတယ်နော်အဖြစ်အောင်သူ့မှတ်တဲ့တင်ဖို့ရှိတာ သုံးဖို့အင်ဂျင်လိုတဲ့အခါအဖြေရောက်သုံးဖို့တန်ဖို့ရှိပြရအနဲ့ရောက်ဆိုတာခြားခြားပါပါသိမပါဘူးအနဲ့ရောက်သုံးဖို့ရပါလေနမိတ်မကောင်းဘူးတန်ဖို့မရှိဘူးပြမဝေဘူးသူတို့ကအလို့ချေလိုတဲ့အခါအနဲ့ရောက်သုံးဖို့သိမလို့ပြအဖြေရောက်သုံးဖို့သုံးတာပြဆိုတော့အနဲ့ရောက်လည်းပြမကောင်းဘူးမိသားစုပါတမုံချူတဲ့ပုဂ္ဂိုလ်ပါဗျာအနဲ့ရောက်သုံးဆိုတာတမုံချူမယ်သုံးဆိုတာချက်ဆက်ရကတော့အဖြေရောက်ပဲပြအနဲ့ရောက်ဖြစ်ဆိုမကောင်းဘူးတမုံချူလာပါဆိုချူတဲ့ညမှာ negative sense ကမကောင်းလားအ black tea ဆိုတာပါလေ indian ဖြစ်လာတာပေါ့ဒီစ black tea ဆိုတာပါလေဒါတိတ်ကကြောင်သူတို့တယောက်ပဲဆိုတော့ ဆိုတော့သူတို့လူမျိုးရေးစဉ်းစားပုံကိုပြောတာပဲယဉ်ကျေးမှုကိုလမ်းလမ်းကြည့်တာတပည့်တော်အိဒီယန်တိမယဉ်ကျေးမှုလမ်းကြည့်ရရတယ်တပည့်တော်ဟုတ်ပြီနော်ဒါတော့အိဒီယန်ပြောင်းပြောင်းတော့အများကြီးပြောလို့ဒါနမူနာပြပြတာပါအိဒီယန်ကိုကြည့်တဲ့အခါသူနောက်ခံဘက်ကောင်းလမ်းပြကြည့်နော်ကျွန်တော်ဒီဘာသာပြန်လုပ်ကန်းလုပ်တဲ့အခါတော်တော်သုံးမလားကြားရမျိုး collocation collocation ဆိုအင်းစာရေးတဲ့အခါဗမာစာလည်းမကြည့်ဘူး collocation ရှိတယ်နောင်နဲ့ဘတ်ဘတ်တဲ့နောင်ပြောချလာဒါကတော့ adjective နဲ့နောင်ပြောတာရှိ collocation ဥမာစချလိုက်ပါတော့တပည့်တော်အမှားလုပ်တယ်ဆိုပါလေဘာသုံးလဲအမှားဟုတ်ပါလေ mistake ဘာလို့တွေ့မလဲပါအမှားလုပ်တယ်ဆိုဘာသုံးလဲ make a mistake but i make a mistake ဘောတပည့်တော်အင်စာလုပ်တယ်ဆိုဘာသုံးလဲအင်စာပါလေ homework အင်စာဆိုတော့ဘာလို့တွေ့မလဲပြ i do my homework လာမှာပေါ့ဒါသူဖြစ်တော့မှာကိုလိုခင်းပြောလာနော်တပည့်တော်စုံပြည့်ချက်တစ်ခုချားလဲဆိုပါလေ i make a decision make that to me တပည့်တော်သူတနာတစ်ခုလုပ်တယ်ဆို i do a research ပဲနောက်တော့ဘာလဲ i make a research လို့ i'm a do way 那他们无论来不在，无论我怎么做，你们 do，I do my homework，I do a research，I do a assignment，I make move，make up 啊，你说，比如 physical，我没多少钱了，I make coffee，coffee 做的不比啊，啥子也变不了，但但碰到个些都没办法比啊，看来讲，也不要也不要表达吧，喏。တရားတင်နေပေါ့ဗျာတရားထိုင်နေပေါ့ဗျာဘာလို့တွေ့မှာလဲမြတ်တော်ပြန်ကိုလိုခရရပါလဲ I practice meditation on my mother. I think you have another I practice meditation book here. တွေ့ collocation ပုံစံရှိနေပါဗျာနော်တပည့်တော်ဟိုတရားဟောသည်စပါလေ I deliver in the dhamma collocation တွေနောင်လဲ three are collocation တွေဗျာမလို့မရဘူးလားကြာ fix ကြတာပါဗျာနော်ဟိုမှာတာဝန်တစ်ခု duty ချောင်းရသည်စပါလေ I I carry out I carry out my duty အဲ့လိုတော့မှာပါဗျာ I I carry I undertake to I perform the shima bya not that I carry out my duty I carry out my task at that bya collocation ni bya di buff ne di nong ne twi cha la bya a la ba le collocation bya twi cha ne twi lo mya bya to fix twi cha de atom shi ba le a collocation dictionary chi de bya da bi lo chi ma le chi de lai cha ma to lo di lo chu ma cha collocation dictionary တထဘေးဘာစဘေးကရီယန်တွေ့ပေါ့အဲ့ဒါတိပုလို့လေနော်အဲ့ဒါရေးကြည့်ပါကိုလိုကေးရှင်းဖန်ပါလေကောင်းမလဲခင်ဗျာ မတရားဟောတဲ့ဆယ်ပဲ I deliver a dharma ပေါ့အဲစုတပေါ့အဲ discourse ပေါ့တပြပြန်ပေါ့နော်နောက်ပြီးနောက်တစ်ခုကဒါအပြင်ဗာတိယမျိုးဆိုတော့ကိုလိုကရှင်တိပြီးဟုတ်ပြီဆိုနောက်တစ်ခု synonym နဲ့ antonym synonym ပေါ့ဒီကဟောဒီနေရာမှာဟုတ်ပြီ practice ဘယ်သူမှမနဲ့ practice နေရာမှာသူ synonym ပါသုံးရတယ်ဒီလိုတော့ပါလေတရားတခါတရားထိုင်တာပါသုံးမယ်ပြ I engage in meditation ရတာပဲဒါ synonym နေပဲတခါတခါပါလေ be observe a b s o r b the observe absorbing i absorb in meditation ရလာပြပြတရားထိုင်တာပဲ absorb တဲ့ပြပါလေအယုံစစ်စိုက်တာ absorption စသည်တော့ဇန်ပြောတာဇန်ကိုပါလေ absorption သုံးတယ် absorbing ဒီပါအယုံစစ်စိုက်တာ i absorb in meditation တရားထိုင်တာပြောတာ i practice meditation i engage in meditation ဒါပါလေစဉ်းနည်းဒီလိုလေဟာရနော်တရားဟောလို့ဆိုတော့ပါလေ i ခုန i deliver a discourse from this ဒီနေ့ပါနေရမှာစနေနေ့ပါတော့လေ i i preach i expound တခါတခါ i explain တခါတခါ i teach တခါတခါ i propound တခါတခါ i explain expatriate တုံးရ expatriate ရဟောတာပဲဗျာတခါတခါ i explicate ရလဲဗျာတရားဟောတာအသေးစိတ်ရှင်းပြတရားဟောရစအသေးစိတ်ရှင်းပြတာပဲဒါလေးပဲစနေနေ့ကတိပုလို့ရဗျာဒါလေးဒါလေးဒါတိမတယ်ဥပဇံတကလုံး try ဆက်လိုက်ကအဆင်ပြေပါဒါပြလို့ရမယ်နော် ဘာသာပြန်လုံခဲ့ရဒီလိုဒီ sentence နဲ့ပတ်သက်မကဘူးဘာပါလဲပြောခေါ်ရတာ symmetric level တော့လိုက်မှာ symmetric ဆိုတာကြောင်းတစ်လုံးကို shoot out box ကတုံးတာ shoot out box ကကြည့်တာအဲ့ဒီ context ကိုလိုက်ပြီးတော့စကလုံးကအဲ့ဒီပြောင်းတော့လေစကလုံးရွေးချယ်မှုပြောင်းတော့ရမယ် context ပြောင်းတော့စကလုံးရွေးချယ်မှုကပြောင်းတော့ပြခင်ဗျာစာလုံးတစ်လုံးကို shoot out box ကလိုက်ကြည့်တာပြလို့ဆိုဟုတ်တယ်နော်နော် technical term တပည့်လို့ပြောတာဟိုတနေ့ကဥပဒေပြန်စအမအနာကင်တရားကင်တပည့်အပြင် အနာကပို့ဆိုတာပါဒေါသမအပါတခြားကိလေသာပေးတာလေသူကအင်္ဂလိပ်စာချလာတော့ပြန်ကသူကပြင်မှာပေါ့ကိလေသာ35မဲ့သူက the noble fasting who is already eradicated all the defilement with the exception of dosa လို့ပြင်မှာပေါ့ဒါမျိုးတက်ကလေးကတောင်းပါလေနရထနာပဲအနာကံပါလေနရထနာစပ်တဲ့မတမသိမရဘူးဘာကြောင့်လဲလို့ခေါ်တယ်တပြုတ်လို့လေဒီလိုမှကြောင်းတော့မသိဘူးလေအနာကံဘာကြောင့်နရထနာခေါ်တာလို့တော့တပြန်ပါလေ strain ဝင်တာ တခြားကကျတော့ once return နောက်ကိုမလဲဘူး။ subject မကြမသိလို့အမေရိကန်တော့ not return ဘာကြောင့်ကိုလဲဆိုတော့တပည့်တော်ကပြီးဦးစင်းတိပိသားလေ။ဒီတုက္ကဋိပုံမလာတော့ဘူးလေ။အနာကံပုဂ္ဂိုလ်ကပါလေတုက္ကဋိပုံမလာတော့ဘူးလေအဲ့ဒါကြောင့် not return တင်လိုက်တာ။အစပ်တည်းမှာတတိပလို့ပြောလာတရားကံဆိုပါလေ once return တခါလို့ပြန်လာပြီသူကလေးပုံကိုအဲ့ဒါကြောင့် once return အဲ့ဒါ subject matter လေးတတိပလို့လေဘာသာပြန်ပုဂ္ဂိုလ်က language တမကဘူး subject matter လေးပါလေ teaming ကမှချူးလို့ပါလေ subject matter မတိမနဲ့ပြန်မှားပါပဲခင်ဗျာ ဟုတ်တယ်နော်အဲ့လားလေးပါနော်ရှင်းတာရှင်းလိုက်တော်တော်ပြီဒါဆိုရင်နောက်တစ်ပတ်ဘာသာတဲ့ SSL knowledge လို့ပြတာနော် introduction ကျူလာပါလရှင်းလို့ရှိတော့ပြီနော်ဟုတ်ပါပြောပြ Thank you for your attention နော် time is over